ကအိန္ဒိယပြည်ရွာလေးတရွာမှာပုံနာတယောက်ရှိတဲ့အဲ့ဒီပုံနာဟာညံလဲမရှိဘူးပတ်စံလဲမရှိဘူးဒါပေမဲ့သားသမီးတွေတော့အများကြီးရှိတဲ့တီတော့သူတို့လင်မယားမိသားစုဟာတရွာဝင်တရွာထွက်နဲ့အရက်လေးမျက်နှာကိုလှဲ့ပြီးတောင်းစားရတာပေါ့ဒီလိုလှဲ့လေတောင်းစားရင်မြို့ကြီးတစ်မြို့ကိုရောက်သွားတော့ တထေးကြီးတဦးအိမ်မှာအလုံးဝင်လောက်ကြတာတဲ့သူသားသမီးတွေကတထေးကြီးရဲ့နှွားတွေကိုចောင်းကြရတယ်သူမိန်းမကတထေးကြီးရဲ့အိမ်တွင်းအလုပ်တွေကို လုပ်ရတယ်သူကတော့တထေးကြီးလက်တို့လက်ရှိခံရတဲ့လက်ပါးစီအနေနဲ့အမှုထမ်းရတဲ့ ဒီနေ့ကျတော့တထေကြီးသမီးကိုမင်္ဂလာဆောင်နဲ့မင်္ဂလာပွဲကြီးကိုကျင်းပတာတဲ့မင်္ဂလာပွဲကြီးမှာတို့သမီးတို့သားနှစ်ဦးနှစ်ဖက်ကဆွေရီမျိုးတွေအပေါင်းအသင်းတွေဟာဝင်ကြထွက်ကြစားကြတောက်ကြနဲ့အင်မတန်ပျော်စရာကောင်းတာပေါ့ နှစ်ပါးစီကုန်းသားလဲတထေးကြီးကသူ့ကိုခေါ်ပြီးကျွေးလိုက်မယ်ငွေလိုက်မယ်ထင်ပြီးသူ့ရှာကသွားရည်တမများများနဲ့ဖြစ်နေရှာကားတဲ့စီဦးထောပတ်နဲ့လှုပ်ထားတဲ့မုံတွေကိုလဲလဲမျိုးခိုက်အောင်စားလိုက်မဟဲလို့ပါဇက်တပြင်းပြင်းရှာတလျက်လျက်နဲ့ဖြစ်နေရှာကားတဲ့ဒါပေမဲ့တထေးကြီးကသူ့ကိုလဲတတိမရဘူးသူ့အိမ်သားတွေကိုလဲမိထားတဲ့ ဒီတော့ပုံသားလေးစိတ်ကြက်တာပေါ့လေအဲ့ဒါနဲ့ညကြတော့သူ့မိမကိုပြောတတ်တဲ့ရှင်မရဲ့ကျုပ်တို့ကညံလဲမရှိပတ်စံလဲမရှိဒီတော့ဘသူကမှကျုပ်တို့ကိုလူရမသွင်းဘူးခိုင်းเสียရရှိရင်တော့ခိုင်းပါရဲ့ပေးเสียရကျွေးเสียရရှိရင်တော့ကျုပ်တို့ကိုမိထားကြတာပဲဒီတော့ကျုပ်အကြံထုတ်ကြည့်ရဲ့ကျုပ်ဟာဘေးရင်တွက်တက်တယ်လို့ဆိုရင်လူတွေရိုတေလာကြလိမ့်မယ် အဲ့ဒါကြောင့်ကျုပ်ကဘီရင်တက်ချင်အောင်ဆောင်မယ်ရှင်မကအခွင့်သာရင်တထေးကြီးကိုကျုပ်ဘီရင်တက်ကြောင်ပြောပြပါဟုတ်ကဲ့လားလို့ခိုင်းတဲ့အဲ့ဒီလိုအကြံထုတ်ပြီးပုံနာဟာအိမ်ထဲကတိတ်တိတ်ထွက်သွားတယ်မင်းလာဆောင်အိမ်မှာလူတွေအိမ်မောကြလို့ငြိမ်နေတာကိုသိရတော့ငင်းဆောင်ကိုဝင်နေပြီးတထေးကြီးရဲ့သားမတ်တို့သားစီလာတဲ့မြင်းကိုဆွဲထုတ်သွားတဲ့အိမ်နဲ့ တော်ဝဲဝဲကိုရောက်တော့မြင်းကိုလူခွေရတနေရာမှာအตาကလေးဝတ်ထားလိုက်တဲ့မနေ့ကျတော့လူသားရဲ့မြင်းကြောက်တယ်ဆိုတော့ရှာလိုက်ကြတာနှဲ့နေတာပဲဒါပေမဲ့မတွေ့ကြဘူးတဲ့မင်္ဂလာဥခါမှာမြင်းကြောက်တယ်ဆိုတော့နမိတ်မကောင်းဘူးဆိုပြီးတထေကြီးလည်းစိတ်အင်မတန်ညစ်တယ်အဲ့ဒီအခါမှာပုံနားရဲ့မယားကတထေကြီးစီကိုလာပြီးပြောတာပေါ့လေ အရှင်တထေးကြီးကျွန်တော်မရဲ့ယောက်ျားဟာဘယင်သုံးပုံတက်ပါတယ်ပစ္စည်းပြခေါ်ရမယ်ဆိုရင်လေပထမတန်းမှာပဲမယုံရင်မေးကြည့်ပါမမှန်ရင်လက်ဖြတ်ခံနိုင်ပါတယ်လို့ပြောတာတဲ့ဒီတော့တထေးကြီးကပုံနာကြီးကိုခေါ်တာပေါ့ပုံနာကြီးကလည်းဟန်ကြီးပန်ကြီးနဲ့မင်းကြီးကတော့ကျွန်တော့ကိုသတိမရဘူး ဒီနေ့ငင်းကြောက်တော့မှကျွန်တော်ကိုခေါ်တာပေါ့လေလို့ပြောသားတဲ့တတိကလည်းလေချိုကလေးတွေးပြီးအေးွယ်မတော်လို့မိသွားတာပါစိတ်မရှိပါနဲ့ငင်းကြောက်တဲ့အကြောင်းကိုဟောဆန်းပါဦးလို့ပြောသားတဲ့အဲ့ဒီအခါမှာပုံနာဟာဟန်တလုံးပန်တလုံးနဲ့မြေကြီးပေါ်ကိုလက်ညှိုးထောက်ပြီးကိုချစ်ဒီချစ်ပီရင်တွက်ချင်အောင်ဆောင်တာပေါ့ပြီးတော့မှနနေကြီးကြီးထားပြီးခေါ်တာကိုအင်းပေရင်သုံးပုံရဲ့အလိုအားဖြင့်ဆိုရင်တို့သားဤမင်္ဂလာမြင်းကိုခိုးသူတို့သည် အကာလညအခါတွင်ခေါ်ဆောင်သွား၍ဤအရက်မှမြောက်ဖက်မျက်နှာရွာစီယိုခြုံွယ်တွင်ဖုံးဝက်ထားကြပါသည်။မိမဝင်ခင်တွားရောက်ယူဆောင်ပါမှကုမြင့်သည် သူ့မြင်းမဖြစ်မိကိန်းရှိပါသည်။တထေးကြီးလို့ဟောရာကိုဟောတဲ့အတိုင်းပဲတွားရှာကြတော့မြင်းကိုတွေးကြတာပေါ့။အဲ့ဒီတော့လူတွေကပုံသားကိုချီးမွမ်းကြတဲ့တထေးကလည်းလက်ပါစီအဖြစ်မထားတော့ပဲပညာရှိကြီးအနေနဲ့ကျွေးမွေးပြုစုထားတဲ့။ဒီနေ့ကျတော့ရှင်ဘရင်ကြီးရဲ့နန်းတော်ရဲက ကြောက်တံပရမများတွေကိုလူခိုးလို့ကြောက်ပါလေရောတဲ့တခိုးကိုလိုက်လံစုံစမ်းလို့မရတော့ရှင်ဘရင်ကြီးကပုံနာကိုခေါ်ပြီးဘရင်အတွက်ခိုင်းတာပေါ့ဒီတော့ပုံနာဟာအကြံရခတ်တာနဲ့မနက်ဖြန်မိုးတောက်ခါမှမင်္ဂလာရှိတဲ့အချိန်မှာဟောပါရစေဖျားလို့လျှောက်ထားတဲ့အဲ့ဒီအခါရှင်ဘရင်ကြီးကပုံနာကိုအဆောင်တော်တစ်ခုထဲမှာနေစေတဲ့အဆောင်အချက်တွေကလည်းအပြင်ဘက်ကစောင့်နေကြတာပေါ့တက်ချင်အောင်ဆောင်နေတဲ့ပုံနာလည်းအများကြီးစိတ်ညစ်တာပေါ့လေ အဲ့ဒီနန်းတော်ထဲမှာအပြိုတော်တယောက်ရှိတဲ့သူ့နမေကကလားလိုမိရှာလိုခေါ်တယ်။မြမလိုတော့မေရှာပေါ့ပါဇက်သေးကရှာပေါ့လက်စတတ်တော့နန်းတွင်းကကြောက်တံပရများတွေကိုခိုးတာက သူကိုအခုပညာရှိ ပုံနာကိုရှင်ဘီရင်ကခေါ်ပြီးမေးတယ်ဆိုတော့မေရှာလည်းစိတ်ပြီးကြောက်လာတာပေါ့။ ဲ့ဒါကြောင့်ပုံနာနေတဲ့အဆောင်တော်နားကိုသွားပြီးတိတ်တိတ်ခိုးချောင်းတဲ့အဲ့ဒီအခိုက်မှာစီဦးထောဘက်ကြိုက်တက်တဲ့သူရှာကိုပုံနာကအပြစ်တင်နေတာကိုဟဲရှာဟဲရာဒီတခါတေးသွားဖို့ပြင်ပေတော့ လို့အထက်ပြန်တလဲလဲရွတ်ဆိုပြီးအပြစ်တင်နေတဲ့အဲ့ဒါကိုအပြူတော်မေရှာကကြားတော့ငါခိုးတာကိုတိသွားပါပြီဆိုပြီးအဆောင်တော်ရဲကိုကြောက်ကြောက်လန့်လန့်နဲ့ဝင်တဲ့ရောက်တော့ပုံနာကြီးခြေောက်ကိုဖတ်ပြီးငိုတာပေါ့။အိုပုံနာကြီးကြောက်တံပရမ ्या တွေကို ကျွန်တော်မှခိုးမိတာမှန်ပါတယ်။ဥယျာဉ်တော်ရဲကတလဲပင်အောက်မှာမြုပ်ထားပါတယ်လို့ဖွင့်ပြောတာပေါ့။အဲ့ဒီတော့ပုံနာကဟန်တလုံးပန်တလုံးနဲ့အိုငါကုန်တိပါတယ်ပြောနေဖို့မလိုပါဘူး။ ငါကအရင်ကဖြစ်လာတာကိုလည်းသိတယ်အခုဖြစ်တာကိုလည်းသိတယ်နောက်ဖြစ်မှာကိုလည်းသိတယ်အခုမေမင်းကရှီကိုတောင်းပန်နေရမို့မေမင်းကိုအပြစ်လွတ်မယ်ငါ့ကိုသာရှိသမျှငွေကလေးရွှေကလေးနဲ့ကန်တော့လို့ပြောသားတဲ့အဲ့ဒီလိုနဲ့ရှင်ဘရင်ကြီးရဲ့ကြောက်တံပရမားတွေကိုပြန်တွေ့တာပေါ့လေပုံကားလေးစုတော်လက်တော်တွေရပြီနမေတိတ်ကြီးသွားတာပေါ့ဒါပေမဲ့သူ့စိတ်ထဲမှာတိတ်တိတ်ကြိတ်ပြီးကြောက်နေတာကတော့အင်းကန်ကောင် ထမလို့ဒီတစ်ခါငါလွတ်သွားပြီနောက်တစ်ခါဆိုရင်တော့အခက်ပါပဲလို့ဆိုတာပေါ့အဲ့ဒီရှင်ဘရင်ကြီးမှာပညာရှိအမတ်ကြီးတစ်ပါးရှိတဲ့အမတ်ကြီးကပုံနာကိုတည်ပြီးမယုံဘူး ဒါကြောင့်ရှင်ဘရင်ကိုတိုးတိုးလျှောက်တဲ့အရှင်မင်းကြီးဒီပုံနာဟာဘရင်သုံးပုံတက်တယ်ဆိုပေမဲ့ဘရင်ကျမ်းတွေကိုခရွတ်လေးလာတာလည်းမတွေ့ရဘူး။ဟန်ဆောင်ပြီးလိမ့်လေလှက်ဖြားနေတယ်ထင်ပါတယ်။စုံစမ်းကြည့်ရင်တင့်တော်မယ်ထင်ပါတယ်။လို့လျှောက်တဲ့ဒီတော့ရှင်ဘရင်ကြီးကတောက်တော်ရေတကောင်တစ်ခုထဲမှာဖားကလေးတကောင်ထည့်ပြီးတကောင်ဖုံးနဲ့ပိတ်တဲ့ပြီးတော့ပုံနာကိုခေါ်ပြီးကဲပုံနာကြီးတကောင်ထဲမှာမရှိရဲဆိုတာကိုဟောနိုင်ရင်ဆုလက်ကြီးစွာပေးသနာတော်မူမယ်။ လို့ပြောသားတဲ့အဲ့ဒီခါပုံနာလဲအလင်းပေါ်တော့မှာမို့တိတ်ကြောက်တာပေါ့တိတ်ကြောက်နေတော့မာမဆိုင်ညာမဆိုင်နဲ့သူ့ဖေကသူ့ကိုငငယ်တုန်းကကပြောင်ပြီးခေါ်တဲ့ငင်းနမေကိုသွားပြီးတတိယတဲ့အဲ့ဒီနမေကမရွှေဖားတဲ့အဲ့ဒါနဲ့သူ့မိကို သူခေါ်ပြီးငေးတာပေါ့တကောင်းလေးကတောက်တော်ကြီးစိမ့်စိမ့်အေးပါပဲအေးပေတော့လဲမရွှေဖားပူပင်တော့ကများလို့ကြီးရှာတဲ့အဲ့ဒါကိုကြားတော့ လူတွေကတိတ်တဘောကြတာပေါ့မှန်တယ်ဟိဒီပုံသားကြီးပေရင်တိတ်မှန်တာပဲလို့ဝိုင်းပြီးအဟိကြတာပေါ့ရှင်ဘရင်ကြီးကလည်းအဟုတ်မှတ်တာပေါ့အဲ့ဒါကြောင့်ပုံသားကိုစုတော်လက်တော်အနေနဲ့ရွာသုံးရွာပိုင်စားပေးတဲ့ရွှေတွေငွေတွေဝေါ်တွေရင်တွေကိုလည်းတနာတော်မူတဲ့အဲ့ဒီလိုနဲ့ပုံသားလည်းလူမတ်ကန်ကောင်းဖြစ်ပြီးဘုံတန်ကိုကြီးလေတဲ့